ဇော်ပိုင်တို့မိသားစုကအဲ့ဒီကာလမှာကိုဗစ်ကာလမှာဟိုကအကျဉ်းတော်တော်များတယ်သူတို့တခါလေတစ်လနှစ်ကျဉ်းလောက်တောင်စားတယ်တတကဥရဲ့ big customer ကြီးလीနော်ဒါဥထောပတ်သမင်းစားရောင်းနေတာတတအကျဉ်းကြီးအများဆုံးအားပေးတဲ့သူရှင်ပိုင်လေးကိုသွားပို့ရင်းနဲ့ဗီဒီယိုလေးရိုက်ထားတာမတင်ပြဘူးမတင်ပြဘူးအဲ့မှာကိုလည်းအဲ့လိုပဲတခါလေကြာဗီဒီယိုတွေပြန်ပြန်ရှာရင်းနဲ့အော်ဒီဟာလေးတွေ့တော့ချစ်စရာလေးပဲဆိုပြီးတော့ရှင်ပိုင်လေးကိုတတိယနဲ့ တင်လိုက်တော့ကျေးဇူးများတင်ပါတယ်ဦးကြီးတော်တော်ဆောက်ကောင်းပါရဲ့ခင်ဗျာဦးဒီထက်ပို့ပြီးအောင်မြင်ပါစေပါခင်ဗျာအဲတသားပေးတဲ့ဆုနဲ့ပြေပါစေဒီစကားဒီဒီကလေးရလုံယူတာမဟုတ်ဘူးအရန်တည်တာတယ်သမီးလေးကိုဘုရုတခါတလေပြောရင်တော့မှသမီးလေးဖြုတ်ရလေးတွေကြရင်သမီးလေးအထူးယူရမယ်နော်ဘုရုအမြဲတမ်းဆံပြထားပြီးတော့ဘုရုသမီးလေးကိုဆုံးမဖြစ်တယ်ဖြွေပိုင်လေးကဩဆိုင်ကဆိုင်ဟာသူပြောမပြောတကယ်တကယ်ကိုရုထောပတ်သမင်းစရောင်းကလေးကကိုမမတ်ရရ ဒီတကယ်တမ်းကဒါဒီဒီနေရာနေလဲထပ်ပြောချင်တာကိုထောပတ်ထမင်းခုချိန်ထိရက်တည်လို့ရတာကိုရဲ့အမှုပညာညီကိုမောင်နှမတွေကနံပါတ်1အဲသူတို့တွေကြော်ညာပေးလို့ပေါ့နော်သူတို့ကြော်ညာတဲ့အားလေးနဲ့အားလုံးတည်ပါတယ်ပြီးတော့လည်းခုချိန်ထိအစင်တစိုက်အားပေးနေတဲ့အဲ20အလူလုတ်တိုင်းဘာလုတ်တိုင်းအကုန်အများနဲ့တရိရတဲ့အထဲမှာမှဇော်ပိုင်တို့မိသားစုကအဲ့ဒီကာလမှာကိုဗစ်ကာလမှာဟိုကအကျဉ်းတော်တော်များတယ်သူတို့တစ်ခါလေတစ်လနှစ်ကျိန်လောက်တောင်စားတယ်အဲ့လိုမျိုးပေါ့ အဲ့ဒီမှာရွှေပိုင်လေးဗီဒီယိုကကြတော့ဒီနှစ်မဟုတ်ဘူးပြီးခဲ့တဲ့နှစ်ကကိုကနှစ်ပတ်လည်အတွက်ကို၄နှစ်ပြည့်တော့ပါဗောနော်ကိုကဒါဆိုအခု၅နှစ်ပြည့်သွားပြီဗောထောက်ပါတမေ2000အစရောင်းတော့ secret 2000အဲ့တော့အဲရွှေပိုင်လေးကိုသွားပို့ရင်းနဲ့ဗီဒီယိုလေးရိုက်ထားတာမတင်ပြဘူးမတင်ပြဘူးအဲ့မှာကိုလည်းအဲ့လိုပဲတခါလေးကြဗီဒီယိုတွေပြန်ပြန်ရှာရင်းနဲ့အော်ဒီယာလေးတွေ့တော့အော်ချစ်စရာလေးပဲဆိုပြီးတော့ရွှေပိုင်လေးကိုတရိယာနဲ့တင်လိုက်တော့အာပြီးတော့လေရွှေပိုင်လေးတို့အားပေးတော့ကဇော်ပိုင်တို့ရွှေပိုင်တို့အားပေးတော့ကတို့ကကြက်သားရဲ့ အဲပဇွန်ရယ်ပေါ့နော်ပဇွန်ရယ်အဲ့တော့စိတ်သားလုံးကမပါသေးဘူးအခုတော့စိတ်သားလုံးဆိုတော့စိတ်သားလုံးလည်းသူတို့စီပို့ရင်းနဲ့ရိုက်ထားတဲ့ဗီဒီယိုလေးပေါ့ဒါကြီးဦးရဲ့ကိုနန္ဒထောပတ်ထမင်းအတွက်ဆူတောင်းစကားလေးပြောပြပါအောင်သတ္တကြီးကျေးဇူးများတဲ့မိုင်ဦးကြီးတော်တော်ဆောက်လုပ်ကောင်းပါရဲ့ခင်ဗျာတို့တို့အရန်ကြည်နူးပါတယ်ဟိုဘာလို့တွေ့ရတဲ့အချိန်မှာပေါ့အခုအဲမနေ့ကဆိုလဲစူပန်ထရာနဲ့တွေ့ရစူပန်ထရာသားလေးဆိုလဲအဲ့လိုလေးပဲ တကယ်ကိုရောရောလေးရလေးလေအဲ့လိုပဲအများလည်းမတွေ့တာကြာပေမဲ့လေအာတကယ်အရန်ချစ်စရာကောင်းသူ့နာတွေ့ပြီးတော့အဲ့ဒါပထမကိုရဲကိုသမီးလေးရဲ့ရောရောလေးရဲ့အဲ့လိုလေးထိုင်ပြီးတော့စားနေကြတော့အဲ့သမီးလေးကိုတော့နေရာရွှေကန်တယ်လီခဏလေးလို့တဖြည်းခဏပဲရောရောလေးကိုဖက်ချင်လို့လို့ဆိုပြီးအဲ့လိုမျိုးလေးပေါ့ဒီကလေးတွေကအရန်ကိုဘယ်လိုဖော်မလဲအသိအမှတ်အပြူရလောက်အောင်ကိုရင်ကျေးကြတဲ့ကလေးတွေအဲ့တော့ဟိုအရန်ချစ်တယ်ဒီလိုလေး သူကဟိုဘယ်လိုခေါ်မလဲဒါဒီစကားဒီဒီကလေးကလုံယူတာမဟုတ်ဘူးအရန်တည်တာတယ်အဲ့လိုပေါ့တချို့တွေလည်းဟိုမမြင်ဘူးတဲ့သူတွေကတော့ဒါတမျိုးဖြစ်ရင်ဖြစ်ကြမှာပေါ့နော်ကိုတို့ကတော့တကယ်ကိုအဲတမီးလေးကိုကိုတို့တခါတလေပြောရင်တော့မှတမီးလေးအဲတမီးလေးဒီအဲ့လိုမျိုးကြီးအဲ့လောက်ယဉ်ကျေးတဲ့အထဲမဟုတ်ပေမဲ့လည်းသူ့ဟာသူလိမ်မာတဲ့ကလေးပဲဒါပေမဲ့တမီးလေးအဲတချို့ຢာလေးတွေကြာရင်တမီးလေးအထူးယူရမယ်နော်ကိုတို့အမြဲတမ်းဆန်ပြထားပြီးတော့ကိုတို့တမီးလေးကိုဆုံးမဖြစ်တယ် ီဒီယိုခိုင်းပြပြီးတော့အဲ့လိုမျိုးပြောပြတာလားအမို့တမီလေးရလေတကယ်တမ်းဘာလို့လဲဆိုရွှေပိုင်လေးရအဲ့ကိုဗစ်ကာလတုန်းကသူသူ့ရဲ့ page လေးရှိရလေအဲ့ဒါလေးတွေကလည်းဟိုအများတန်းကိုတို့တွေကကြည့်ဖြစ်တယ်ကိုတို့မိသားစုကကြတော့လေဟိုဒီအိမ်မှာဆိုရင် Facebook သုံးပြီဆိုရင်တခုတခုဆိုရင်အဲ့လိုပေါ့အတူတူကြည့်ကြတယ်အဲ့တမီလေးဒီမှာလာကြည့်ပါအောင်ဒါလေးရတော့အဲ့လိုလေးပေါ့ဒါလေးတွေက sharing လုပ်ရတာပေါ့နော်အဲ့လိုမျိုးလေးတခါလေးဇာကားလေးတွေကြည့်ပြီဆိုရင်လည်း အဲကိုရိုးကြိုက်တဲ့ကားကိုရိုးကကျတော့ကိုရိုးအနုပညာကိုလေ့လာဖို့ကြည့်တဲ့ကားဒါပေမဲ့အဲသမီးတစ်ခါတလေမကြိုက်တဲ့ကားရှိရင်သူထသွားတာပေါ့အဲတချို့ဇက်ကားတွေကျတော့သမီးလေးအတူယူရမယ့်ကားလေးဆိုလဲကိုရိုးကသမီးလေးတွေလာကြည့်ပါအဲအဲ့လိုမျိုးလေးတွေရောဒါပြောရတာပေါ့နော်သူဘာလို့ဆိုတော့ကလေးတွေကိုဟိုပြောဆိုဆုံးမခြင်းဆိုတာကတီးတန့်ကြီးထားလို့မရဘူးလေအဲတိုက်ဆိုင်တိုင်းတိုက်ဆိုင်တိုင်းကိုရိုးကတော့တတိတရနဲ့ပြောပြတယ်အဲအဲ့လိုမျိုးတွန့်တင်တယ်အဲ့လိုမျိုးပေါ့စိတ်တူမှပြောရင်ကျတော့ကလေးတွေကောင်းတယ်မရောက်ဘူး အဲ့လိုမျိုးစိတ်အေးအေးလေးနဲ့သူပျော်နေတဲ့အချိန်လေးဆိုရင်သူလည်းကောင်းနေရောက်တယ်အဲ့လိုလေးပေါ့